မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ channel လေးကနေပြီးတော့ live လဲစွာနဲ့ပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်ခုတင်ဆက်ပေးသွားကျွန်တော်ကတော့မော်ရီရှားဘာသာပြန်ထားတဲ့အာနာဆက်နီဥပရေ48ရဲ့ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါရခင်ဗျာအခုတင်ဆက်ပေးသွားကျွန်တော်ကတော့နီဥပရေသား48တရံမဲအတွင်ယူတတ်ပါစေကဘောတရားတိတာမြင်တာတဲ့အတွင်တဒံရှိနေခဲ့ရည်ရည်ရွယ်ထားတဲ့အစီအစဉ်လုပ်ငန်းစဉ်တွေအလုံးမြင်လွယ်သွားနိုင်ပါပြီ။ ရန်သူပြိုင်ဘက်တွေအတွက်ခင်သာမြင်သာတဲ့ပြစ်မှတ်ဖြစ်သွားနိုင်ပါ रे ။ဒါကြောင့်ရန်သူတွေအနေနဲ့ချုပ်ကိုင်းဆုပ်ကိုင်းလက်ညှိုးထိုးလို့မရအောင် ပြောင်းလဲလွယ်ရွှေ့လျားလွယ်လှောက်ရှားလွယ်တဲ့တဒံမဲ့အတွင်ယူထားရမယ်။ဘယ်အရာမှအတိအကျမဖြစ်နိုင်သလိုတသက်မှတ်တယ်မဖြစ်နိုင်ပါဘူး။ဘယ်နည်းဥပဒေကမှ အတိမဖြစ်ပါဘူး။ပြောင်းလဲခြင်းကူးယူခြင်းရွှေ့လျားခြင်းတွေကဒေါ်တမှုဖွင့်ပြမှုထူးခြားမှုတွေဖြစ်ပါရင် ကိုကိုကိုခုခံကာကွယ်တဲ့နေရာမှာအန်ဒရယ်အကင်းဆုံးနဲ့အလုံးကြုံဆုံးသောနီလန်းကတော့အသွင်ပြောင်းလဲပြီးဖီဝင်နေမျောလွယ်တဲ့အဒံမဲ့အသွင်ရေလိုနေတတ်ခြင်းပါတည်တတ်နိုင်မှုကို အာကိုအာတာပြုပြီးမစွန့်စားပါနဲ့ဘယ်အရာကမှအရေးရှိ တောင်းခံနိုင်စွမ်းမရှိပါဘူးအရာအလုံးပြောင်းလဲသွားမှာပါနီးစဉ်ခုခံကာကွယ်ရေးကိုခံပညာမှာတိုက်ခိုက်ရေးနီလန်းတွေကအင်မတန်နားလျာခက်ခဲပြီးနက်နဲနိုင်သလို့ နေစဉ်တွေကိုလျှို့ဝှက်ထားပြီးလှုပ်ရှားမှုတိုင်းဟာမင်သက်စီတိုင်းမဲ့အကွက်တွေဖြစ်နေလို့သာဒိဋ္ဌရင်ဆိုင်ရာတိုင်းလက်ဥမှုရပြီးအခွင့်တာနိုင်ခြင်းဖြစ်တယ်။ကောင်းဆောင်ကောင်းတွေလည်းထိုနည်းတူစွာဉာဏ်အမျိုးအမြင်ရှိမှုနဲ့ခြေရာခံလို့မရအောင်ဖုံးကွယ်ထားတဲ့မှုတွေကြောင့်အမြဲတူလို အောင်နိုင်ကြတာဖြစ်တယ်။တရံမဲတဲ့အသွင်ရှိမှသာလျှင်တည်ရောက်မှုတွေကနေရှောင်ရှားနိုင်တာဖြစ်ပါလိမ့်။ပညာရှိတွေရာနတ်နေမှုတွေနဲ့အတူဖုံးကွယ်ထားတတ်ကြတာကြောင့် တရရဲ့စိတ်ခံစားချက်တွေကိုမြင်သိဖို့မလွယ်ကူသလိုတရံမဲစွာလှုပ်ရှားကြတာကြောင့်သူတို့အပေါ်ချုပ်ကင်လို့မရနိုင်ပါဘူး။ဝိုင်နန်စီ ဝိုင်နန်ကဝိတာရသုံးမစာတဘာဝရတည်မြင်ခံစားရတာတွေကိုမတူညီတဲ့ဤပေါင်းစုံသုံးပြီးပေါ်ပြတတ်ကြတဲ့အတွက်လို့ဆိုတဲ့ဒရိတ်ဆန်ကအလွန်ထူကြပါရဲ့။ခံစားချက်တွေကိုဓာတ်ရိုက်ထုတ်ပေါ်ပြလို့ရလျက်တာနေ။ဘာသာစကားပြောဆိုဆက်ဆံမှုတွေ လူမှုပေါင်းသင်းဆက်ဆံရေးတွေကို ကြားခံထားပြီးဆက်သွဲထုတ်ဖော်တတ်ကြပါရည်။အဲဒီလိုကြားခံတွေမှမရှိရင်လေလူတွေအနေနဲ့ခံစားချက်တွေကို ထုတ်ဖော်ပြလို့မရနိုင်တော့ပါဘူး။ကြားခံဖြစ်တဲ့ဘာသာစကားနဲ့လူမှုပေါင်းသင်းဆက်ဆံရေးတဘာဝတွေကလည်းတသမတ်တည်းမဟုတ်ပြန်ပါဘူး။အမြဲလိုလိုပြောင်းလဲနေပါရည်။ခေအလိုက်ဒေတာအလိုက်ဟန်ပန်တွေပုံစံတွေနဲ့ ဒေတန္တရအပေါ်လူမျိုးအပေါ်ပထဝီဝင်အရစိတ်ခံစားချက်စိတ်နေစိတ်ထားလိုက်အထာများစွာရှိပါသည်လွန်ခဲ့တဲ့အတိတ်မျိုးဆက်ကလူမျိုးဆက်ဆံရေးသဘာဝတွေကိုအခြေခံပြီးပြောင်းလဲကျင့်သုံးတတ်ကြပါသည်အဲ့ရနေပဲပြောင်းလဲလက်ခံနိုင်မှုဟာဒုတက်မှုဖြစ်လာပြီးအစဉ်အတိုင်းတည်ရှိမှုကပြတ်သုံးမှုဒုမဟုတ်ပြည့်ဝမှုအဖြစ်အကျံပြင်းတမလိုက်ကြပါသည် ပြောင်းလဲမှုမရှိတဲ့အစဉ်အလာဓလိတဘာဝတွေကိုဟောင်းနှွမ်းဆုပ်ယုပ်တဲ့အရာတွေအဖြစ်တမ်းမှလိုက်တာနဲ့ဘယ်သူမှတေပြီးသားကိုအသက်သွင်းမှု မကြိုးစားတော့ပဲအသက်အစမ်းတွေနဲ့အစာထိုးဖို့ကသာဇောထက်တန်သွားတတ်ကြပါရည်။ဩဇာကြီးသူတွေဆိုရင်ငယ်စဉ်ကလေးကထူးခြားဆံပြားတဲ့ဖန်တီးနိုင်မှုဇွမ်းရည်အလျောက်အတွေးသစ်အကြံသစ်တွေကိုနေသစ်လန်းသစ်ဖော်ထုတ်ပြီးပြောင်းလဲမှုတွေနဲ့အတူဖွံ့ဖြိုးအောင်လုပ်နိုင်ခဲ့ကြလို့သာအချိန်အဝါကြီးသူတွေဖြစ်သွားနိုင်ကြတာပါ။ လူမှုအတိုင်းဝင်းတိုင်းကသူတို့အတိုင်းမျိုးပေါ်ပြောင်းလဲမှုတွေနဲ့အကျိုးဖြစ်ထွန်းစေနိုင်တဲ့စွမ်းဆောင်နိုင်သူတိုင်းကိုကြောထောက်နှောက်ခံပေးပြီးချီးမြှောက်ပါစားတက်ကြပါရင်ဒါပေမဲ့လူအမျိုးမျိုးစိတ်ထွေထွေဖြစ်တဲ့အတွက်အစင်အလာဟောင်းနဲ့ခေဟောင်းတံမိုးကိုထိမ့်သိမ့်လိုကြတယ်ရှေးရိုးဆွဲတွေနဲ့စံနှုံးဟောင်းကာကွယ်လူသူတွေရဲ့တိုင်မြုံဆိုင်ရာအုပ်စုအင်အားကောင်းလာတာနဲ့အမျှပြောင်းလဲမှုတွေကိုစန့်ကျင်လာကြပါရင် အသေးအစမ်းတွေကိုဖော်ထုတ်ခွင့်မပေးတော့ပဲပိတ်ပင်ဓာစီကြပါရီအသားကြမှုနဲ့ခြေကုပ်ယူပြီးရွေလျားမှုမရှိကြတော့ပါဘူးအဲဒီလိုစံနှုန်းဟောင်းအစွဲဟောင်းတွေကြောင့်အချို့သောလူမှုအတိုင်းအဝင်းတွေကပြောင်းလဲမှုကိုတံပိုးထားပြီးတိုးတက်ဖွံ့ဖြိုးတဲ့လူမှုအတိုင်းအဝင်းတွေရဲ့တိုက်ခိုက်မှုထိုးနှက်မှုကို အပြင်းထန်ခံစားကြရပါရီအချိန်အဝါဆိုတာကတံတမ်းမဲ့အသွင်ပြောင်းလဲလွယ်မှအခက်အခဲများစွာကိုကျော်လွှားနိုင်စွမ်းရှိတာပါ အသွင်မဲ့ခြင်းဆိုတာကရုပ်အသွင်မရှိမှုကိုဆိုလိုတာမဟုတ်ပါဘူးအသွင်မဲ့တဲ့အရာ လောကမှာမရှိပါဘူးဘယ်အရာမဆိုအသွင်ရှိပါ ರಿ အရှိန်အဟွာရဲ့တဏ္ဍမဲ့အသွင်ဆိုတာကရေသို့မဟုတ်ကြတားလိုဝင်ဆန့်လွယ်စီဝင်လွယ်နေဝင်လွယ်ပုံပြောင်းလည်မှုနဲ့အသားကျလွယ်မှုမျိုးဖြစ်ပါ ರಿ အရှိန်အဟွာဟာအမြဲတစေပြောင်းလဲနေတဲ့တိုးတက်မှုအလျင်တိုင်းခံမှန်းလို့မရတော့အောင်ကိုအသားကျနိုင်မှသာအားကောင်းစွာရှင်သန်နိုင်မှဖြစ်ပါ ರಿ ဘာပဲဖြစ်ဖြစ်ဘလို့အခြေအနေမျိုးနဲ့ပဲကြုံတွေ့ရပါစီဘယ်တော့မှပုံကိုရေးရမခံစားမိပါစေနဲ့စိတ်ခံစားချက်တွေကိုရှေ့တန်းတင်မိပြီးအပူမယူပါနဲ့စိတ်ခံစားလွယ်ရင်းချုပ်တီးထားပါ ကိုအားနဲ့ချက်ကိုမဖော်ပြမိစေနဲ့စိတ်အခမ်းမသိမှုတွေနဲ့ကြုံလာရတိုင်းလဲဆက်ဆက်တိမခံမဖြစ်ပြပါနဲ့မလုံးမလဲစိတ်ကိုအခွင့်ကောင်းယူပြီးအမြတ်ထုတ်သွားကြပါလိမ့်မယ်အဲဒီလိုပဲမလုံးစိတ်များနေရင် စာနာတနာခံရမယ့်အစား စိတ်ဓာတ်အားနဲ့သူမျက်ရည်ချူသူအဖြစ်အထင်လွဲပြီးအခွင့်အလမ်းကောင်းတွေနဲ့လွဲသွားနိုင်တယ်။စိတ်ခံစားချက်တွေကိုဖုံးကွယ်ထားနိုင်သမျှဖုံးကွယ်ထားပါ။အထူးသဖြင့်ရန်သူပြိုင်ဘက်တွေနဲ့ပေါင်းသင်းဆက်ဆံနေရတိုင်းကိုယ်ခံစားချက်တွေကိုဟန်ဆောင်မှုတွေနဲ့ရောပြီးလျှို့ဝှက်ထားတာအကောင်းဆုံးပါ။ဂျာမန်ဘွားပြင်သစ်တာဘယ်လုံအရှင်တကြွယ်ကြီးဖြစ်တဲ့ကမ္ဘာကျော်ရော့စတိုင်းမီသားစုကြီးရဲ့ပြင်သစ်အခြေစိုက်အင်တော်တီထောင်သူခေါင်းလိုက်ဖခင်ကြီးဘယ်ရွန်ဂျိမ်းဒရော့ချိုင်းက ခံစားချက်တွေမျိုးတိတ်ထားတဲ့နေရာမှာအလွန်ထူးကျွန်သူပါနိုင်ငံသားတွေကိုယုံမုန်းနဲ့လူမှုအတိုင်းဝန်းမှနေခဲ့ရပါပဲပုဂ္ဂိုလ်ဆွဲလူမျိုးဆွဲအရတိုက်ခိုက်မှုတွေမကြကနာကြုံတွေ့ခဲ့ရပါပဲဘယ်တော့မှပုဂ္ဂိုလ်ရဲ့အရခံစားတာမျိုးမရှိခဲ့ပဲဂယုမဆိုင်ခဲ့ပါဘူးနိုင်ငံရေးအရဘယ်လိုတွေပဲပြောင်းလဲပါစေသူ့အနေအထားမပြတ်အောင်သာထိမ့်နေသိမ့်နေခဲ့သလိုသူနဲ့အစဉ်ပြေရင်ဘယ်လိုလူကမဆိုးတန်းတူထားပေါင်းတင်ဆက်ဆံခဲ့ပါရည် ခံစားချက်တွေကိုတိုးတိုးတိတ်တိတ်ဖုံးကွယ်ထားပြီးဘဝတိုးတက်အောင်မြင်တဲ့လူမှုအသိုက်အဝန်းတွင်အချိန်ဝါကြီးရေးကိုသာဥတည်စ조사ခဲ့တာကြောင့်ခေပြိုင်တရေတကြွေများစွာကစီးပွားပြက်ဘဝပြက်လို့ဒုက္ခအလီလီကြုံတွေ့နေချိန်မှာသူကတော့အနေမပြက်အစားမပြက်အလုံးမပြက်ပဲလေယူရာရင်အားလုံးနဲ့အစဉ်ပြေခဲ့ပါရင်အရွယ်ရလာတာနဲ့အမြအတိတ်ကိုခြံထားလို့ရနိုင်သမျှခြံထားခဲ့ပါလမ်းယိုကြီးတမအဖြစ်အထင်ခံရအောင်မနေမိပါစေနဲ့ ရောင်ရွယ်ပြင်လွယ်တာကအလွန်အသုံးကျတဲ့အနည်းပြုဟာတရက်ဖြစ်တယ်။ရန်သူအပေါ်မထဲမှတ်ထားတဲ့အချိန်အငိုင်ဖန်းတိုက်ခိုက်ခွင့်ဖန်လို့ရစီတယ်။ရန်သူတွေဘက်ကကိုယ့်အကြံအစီတွေကိုစုံစမ်းလာရင်သူတို့လျှို့ဝှက်တွေကိုဒဲလွန်စချန်သွားတက်ကြတယ်။သဘောတဘာဝကြောင့်ခြေရာကျန်တာလည်းဖြစ်နိုင်တယ်လို့ဓမင်သက်သက်လှည့်စားခြင်းလို့ချန်သွားတာလည်းဖြစ်နိုင်တယ်။ဒီနေရာမှာဘာနဲ့ဖို့တော့လိုတယ် ဒါပေမဲ့ပြောင်းလဲပြင်လဲတဲ့အစိမ့်နေစိတ်ခံမျိုးရှိရင်အခြေအနေတွေဘယ်လိုပဲပြောင်းလဲသွားပါစေရန်သူထံတပန်းမက အခွင့်များစွာလက်ဦးတာလုံးနေမှာပါအသွေးမဲတဲ့အနေနဲ့ပြောင်းလဲပြင်လဲနိုင်နိုင်လုံနေရင်သင်အကြောင်းရှိမှအလုပ်ပြင်တာမျိုးတော့မဖြစ်ပါစေနဲ့ပြောင်းလဲပြင်လဲမှုဆိုတာကပြင်ဆင်မှုပါဝင်ပြီးစနစ်တကျအကွက်စင်ကြံစီရတဲ့နည်းဖြစ်ပါတယ်ပြက်ကတဲ့ဆန်းအရေးဆုံးတဲ့နည်းမျိုး လုံးဝမဟုတ်ပါဘူး ဆိုင်ခေါ်မှုတွေကိုကိုရင်ကိုကြလေလာပါစူဆန်းပါပြဿနာတွေကို ထိတ်တိုက်ရင်ဆိုင်ပါမျက်မြင်ကိုတွေ့ကြည်ထားမယ်လေလာထားမယ်စူဆန်းထားမယ်ဆိုရင် အားနေချက်အားသာချက်တွေလိုအပ်ချက်ပုံနေချက်တွေကိုလည်းစနစ်တကျသုံးသပ်နိုင်ခွင့်ရသွားပါလိမ့်မယ်တပည့်တပန်ဘယ်လောက်ပဲများနေပါစေလူယုံဖြစ်လို့မက ကိုပွားပဲဖြစ်နေပါစေပယောကထဲ့ပြီးမှလက်ခံပါယုံကြည်ပါလက်လွဲယုံကြည်တာမျိုးလုံးဝမလုပ်ပါနဲ့ နားယောင်လွယ်တာမျိုး၊ယုံကြည်လွယ်တာမျိုးတွေကဩဇာအာဏာအရှိန်အဝါကြီးသူတွေရဲ့အားနည်းချက်တွေ ဖြစ်ပါလိမ့်။အဲဒီလိုအားနည်းချက်တွေရှိနေသေးတဲ့ဩဇာကြီးအာဏာရှိတဲ့အရှိန်အဝါရှိသူ ဖြစ်လာနိုင်မှာမဟုတ်ပါဘူး။သူများစကားနားထောင်ပါ၊ရန်သူအမြင်အကဲခတ်ပါ။လူယုံအကျမ်းခေါင်းနဲ့သွင်းပြီးကိုပိုင်ကိုယ်တိုင်မျှော်မြင်တွေးခေါ်မှုနဲ့အဆုံးဖြတ်ပါ။အရင်အမြင့်အခြေအမြင့်မရှိတဲ့စကားနဲ့ဖျက်ရက်တွေအတွက်လူပင်ပန်းခန္ဓာမျိုးမဖြစ်ပါစေနဲ့။အရင်အမြင့်ကိုခြွေတာပါ။ ခေါမမှုကကောင်းတဲ့အရေးအသွေးဆိုပေမယ့်ပြုပြင်လွယ်စိတ်ကတိုးတက်ဖွံ့ဖြိုးစိတ်ဖြစ်ပါရင်ပါနပါတည်ကြည်ပါလိုရာထက်မပူပါစေနဲ့မှန်လို့ပြုမှုပါတရုပ်ဆောင်ကောင်းပါစေလေယူရာရင်ပြီးကိုလိုရာတိမ်ပါအကြံပိုင်မှအပိုင်ကြံပါဂျက်ကောင်းမှနှက်ဆေရောလက်ရောတန်ပါစေကြတာနဲ့ဟီဟာစုပ်ကန်လို့မရပေမယ့်အသွင်ရှိပါရင်ဘယ်လိုအခြေအနေပဲရောက်ရောက်ငကိုအသွင်ပြန်ရောက်အောင်ပြောင်းလဲနိုင်စွမ်းရှိပါရင်ရေလိုနေပါ အသိဉာဏ်ပညာကြီးမြတ်သောအမျိုးအမြင်ကြီးသူသည်အတိတ်ကစက္ကန့်ရသောအစဉ်လာတို့အားအစွဲမထားသကဲ့သို့အစဉ်လာတို့အားမပြောင်းလဲ၍လည်းမနည်းပြစ္ဆုတ်ပံအခိုက်အတန့်ပေါ်ကြဲပြောသောအမြင်တို့နှင့်စေစေငုံငုံဆုံဆုံလင်းလင်းရှုမြင်ပြီးသောအခါမှသာလျှင်အခြေအနေနှင့်တန်သောအလုတ်တို့အားပေါ်ဆောင်ရန်အလုံငါဂျိုးပန်းအားထုတ်လိရှိပြီ။ဆောင်မြည်တွေကတောင်သူပုံမြင်အားဥပမာယူပါလိ။ တောင်သူတို့သည်တင်ဆွေးပင်ကြီးလဲကြထားသောအနိနဘေးလေကွင်း၌အလုံးဝင်ရ၏။တရက်သောအပြေးအလွာနှင့်တောယုံတကောင်ကထိုတင်ဆွေးပင်မုတ်အားတိုင်မိ၍တေအားအကြောင်းတိုက်ဆိုင်စွာဖြင့်ပင်ယုံသားစားရကံကြုံကြိုက်သွားခဲ့လေသည်။နောက်တနေ့ရောက်သောတောင်သူသည်လေကွင်းထဲမဆင်းမဲတင်ဆွေးပင်မုတ်အနာမနီမဝေးအရက်တွင်ထိုင်ရက်တောယုံအားစောင့်မျှော်၏။ကောင်းသူလူမိုက်အားအနာဝိညာဉ်မှအခြားလူတို့ဝိုင်းလျက်ပြည့်ရပြူအပြည့်ဆိုကြ၏ နေရများစွာထိုနီးအဖြင့်ဆောင်ပါတော်များယုံသားကိုထက်စားခွင့်မကြုံရတော့ပေ။ထိုနီးသူစွာပင်လင်းရှေးဘဝေတဏိယမင်းပရင်များလက်ထက်တော်ကကျင့်သုံးခဲ့ကြသည့်တန်ရေးပြာမူဝါဒများဖြင့်ယနေ့ယခုခေတ်ကာလ၌အသုံးပြုလျက်စိုးမိုးအုပ်ချုပ်လိုသည့်သူတို့ရှိပါညာ။ဒင်းတို့လောက်မိုက်မဲသောသူယူနန်သောသူလောကရင်ထက်တူရှိနိုင်မည်မဟုတ်ကြ။ ဆိုခဲ့ပြီးသောပြရုပ်များအရယနေ့ယခုဤကာလ၏အရေးကိစ္စကိုယနေ့ယခုဤကာလတွင် ဖြစ်ပြနေသည့်အစဉ်တိုင်းဝေဖန်သုံးသပ်ရာစီရင်ဆုံးဖြတ်ရာဤအတုံးမဝင်သောရှေးထုံတို့ကိုပယ်သိမ့်ပယ်ကြောင်းအချင်းအရာ ဆုံးလင်ပါသောจิตပယ်ရာဤစန့်ကျင်ရာဤဟန်ဖေးစီဓမ္မသက်ဆရာ BC 300စုအခုဖတ်ပြပေးကြတော့နေဥပရိသ48 တဒမ်းမဲအသွင်ယူတတ်ပါစေဆိုတဲ့နေဥပရိသလေးပဲဖြစ်ပါရယ်ခင်ဗျဒီနေဥပရိသလေးကနေပြီးတော့ကျွန်တော်တို့အနေနဲ့လောကကြီးမှာတဒမ်းမဲတဲ့ပုံစံနဲ့နေထိုင်သင်ကြောင်းကိုလေ့လာခဲ့ရမယ်လို့ယူဆပါရယ်ခင်ဗျအခုဆိုရင်တော့စာရေးဆရာမော်ရီရှာဘာသာပြန်ထားရီအာနာဇတ်နေဥပရိသ48 The 48 Laws of Power ဆိုတဲ့စာအုပ်ကိုအစုံတိုင်းဖတ်ပြတင်ဆက်ပေးခဲ့ပြီးဖြစ်ပါရယ်ခင်ဗျဒီစာအုပ်လေးကနေပြီးတော့မိတ်ဆွေတို့အတွက် လိုရာတွေကိုယူမလိုရာတွေကိုပယ်ပြီးမိမိရဲ့ဘဝတွေကိုပုံမကောင်းမအောင်ဖော်ဆောင်နိုင်ပါစေလို့ဆုတောင်းပေးရင်ဒီညမှာပဲနေကောင်းချုပ်လိုက်ပါရစေခင်ဗျာကျေးဇူးအားပေးနာတော်တာဆင်ပေးကြတဲ့တဦးတယောက်ချင်းစတိုင်းကိုကျွန်တော်ရဲ့ channel လေးကနေလှိုက်လဲစွာနဲ့ကျေးဇူးထူးပဲတင်ရှိရပါတယ်ခင်ဗျာ